မင်္ဂလာပါပရိသတ်ကြီးတို့ရေကျွန်တော်တို့ရဲ့မြန်မာစပေါ့မီဒီယာကနေကြိုးစားလိုက်ပါခုတင်ဆက်ခုတင်ဆက်ပေးချင်တာကတော့အနောက်ဆုံးရဘောလုံးသတင်းတိုတွေပဲဖြစ်ပါတယ်။အမေယူတင်ကကွင်းလင်ကစားသမားမေဆွန်မောင်ကိုရောင်းချဖို့စဉ်းစားလာခဲ့ပြီး Aston Villa ကအစိုးရစားနေကြောင်းသတင်းရရှိပါတယ်။လာမယ့်နေ့မေယူအသင်းထံကွင်းလင်ကစားသမားအသစ်တဦးထပ်မရောက်ရှိလာနိုင်ပြီးတော့ဘိုင်ယန်အသင်းကွင်းလင်လူပေါ်လင်ညာကထိတ်ဆုံးကနေရေပန်းစားလာခဲ့ပါတယ်။ Manchester United အသင်းက Brian Mbeumo အတွက်ပေါင်63သန်းထပ်တိုးဖို့စုစည်းဝင်ကျင်တဲ့ကမ်းလှမ်းမှုစီစဉ်ထားပါတယ်။ ကစားသမားနဲ့ပုံကိုရေးဆိုင်စီကန့်ချက်တွေကိုတော့နှုတ်အားဖြင့်သဘောတူညီခဲ့ပြီးဖြစ်တာကြောင့်အခုအခါမှာတော့ brand phone နဲ့နောက်ဆုံးအသေးစိတ်အချက်များပေါ်မှာမူတည်ပြီးတော့သဘောတူညီမှုရရှိရန်သာလိုတော့ပါတယ်။အပြောင်းအရွှေ့ကလည်းဖြစ်မြောက်ဖို့နီးစပ်နေပါပြီ။ Palace အသင်းနောက်ခံသူ Gugge ကလည်းလာမင့်တွေအသင်းကနေထွက်ခွာခွင့်ရဖို့တောင်းဆိုထားပြီးတော့ Liverpool အသင်းထံကိုသာပြောင်းရွှေ့လိုနေပါတယ်။ Arsenal အသင်းက Leicester အသင်းကနေကစားသမား Cannos ကိုခေါ်ယူဖို့နှစ်ဦးနှစ်ဖက်ဆွေးနွေးမှုတွေအဆင်ပြေနေခဲ့ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။ ချဲစီနဲ့နျူကာဆယ်တို့ကဘုံမောင်နောက်ခံလူစားပါညီကိုခေါ်ယူဖို့အပြိုင်ကြိုးစားနေပြီးတော့အဆိုပါယူကရိန်းသားကို PSG ကလည်းစိတ်ဝင်စားနေပါတယ်။ဘုံမောင်အသင်ကမန်ယူစပါပြတ်မှတ်ဖြစ်နေတဲ့ဆီမီညိုအတွက်ပေါင်တန်80တန်ကြီးသတ်မှတ်လိုက်ပါတယ်။နျူကာဆယ်အသင်ကချဲစီလိုက်လံချိတ်ဆက်နေတဲ့လိုင်ယွန်တာဝန်ကစားသမားဖိုဖာနာကိုခေါ်ယူဖို့ကြိုးစားလာခဲ့ပြီးတော့ပေါင်55တန်တန်ကြီးချက်သတ်မှတ်ထားပါတယ်။ချဲစီအသင်ကဖလာမင်ဂိုအသင်ရဲ့ညာနောက်ခံလူဝါစလီကိုအနီးကပ်စောင့်ကြည့်နေတယ်လို့လည်းသိရပါတယ်။ ချဲစီအသင်းရဲ့ကင်းတောက်တွေကကစားသမားရဲ့စွမ်းဆောင်ရည်ကိုတော်တော်လေးသဘောကျနေပြီးတော့အဆိုပါအသက်22နှစ်အရွယ်ကစားသမားကိုကလန်မှုတွေပြုလုပ်ဖို့ပြင်ဆင်နေပါတယ်။ဝက်စလီကဘရာဇီးအနယ်ဖွားကစားသမားတစ်ယောက်ဖြစ်တယ်လို့သူအတွက်အစားချုပ်ဖြတ်သိမ်းခြင်းလည်းအများကြီးပေးစရာမလိုဘူးလို့သိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ဘောလုံးရာသီ300စီဆက်ကစားသမားရဲ့ချီဆန်းတူးတက်လာမှုနှုန်းကိုတော်တော်လေးအားရကျဉ်းနေတယ်လို့သိရပါတယ်။ချန်စီတင်းရဲ့တိုက်စုံမှုဂျက်ဆန်ကိုစီးရီကလပ်အသင်းနေဖြစ်တဲ့ဂျူဗင်တက်နဲ့နာပိုလီအသင်းတို့ကကစားသမားရဲ့အေးချင်းဖြစ်သူတန်းဆက်သွယ်မေးမြန်းပြီး ခေါ်ယူဖို့အပြိုင်ဆိုင်ဆရာထပ်တန်နေကြပါတယ်။ချက်စီကလည်းဂျက်စင်ကိုခေါ်ယူလို့တဲ့အသိတွေရှိပါကရောင်းချသွားမှာဖြစ်ပြီးတင်းတော်ရဲ့ကမ်းလှမ်းမှုတွေစောင့်ကြိုနေတယ်လို့သိရပါတယ်။လက်ရှိမှာတော့ဂျက်စင်ရဲ့ကိုယ်စားလှယ်ဖြစ်သူထံ CIA ကလပ်အသင်းတွေကဆက်သွယ်လျက်ရှိပြီးဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ဟာလန်ကအသင်းကနေခက်ခဲမှုရှိထွက်ခွာခွင့်ရဖို့အတွက်စာချုပ်အချက်လက်ပြန်လည်ပြင်ဆင်လုပ်နေကြောင်းလည်းသိရရှိပါတယ်။မင်းညကကစားခဲ့တဲ့ကလပ်ကဘာဖလာပွဲမှာတော့ဒေါမွန်အသင်းရဲ့ကစားသမားတစ်ဂျိုးဘယ်လင်ကန်ပုံစံကောင်းပြသခဲ့ပါဗျ။ အသင်အစ်အတွက်ပထမဆုံးကိုကိုသွင်းယူပေးနိုင်ခဲ့သလိုပွဲရဲ့အကောင်းဆုံးကစားသမားစုကိုလည်းစုခုရရှိသွားခဲ့တာပါထို့မှုန်တင်ကတော့တောင်အာဖရိကကလပ်စန်တန်အသင်းကို4-3နဲ့အနိုင်ရရှိခဲ့ပါတယ်ဒါမဲ့ပွဲစဉ်မှာဦးဆန်အသင်းရဲ့ကစားအမှာဖြစ်တာကြောင့်နောက်ဆက်တင်တက်ဖို့အလားအလာကောင်းနေရှိနေပြီလို့ဆိုရမှာပါပဲထွက်ပေါ်လာတဲ့သတင်းတွေအကြဘာစီလိုနာအသင်းကဖဲလစ်နောက်ခံလူဂူဟီကို2026မှာအလုတ်ခေါ်ယူဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ် လာမယ့်2026မှာလီဝန်ဒေါစကီတယောက်အစော်ရီပြောင်းကစားဖို့စီစဉ်ထားပြီဖြစ်ကြောင်းကိုယ်စလဲများရဲ့ပြောဆိုချက်များအရသိရပါတယ်။မန်ယူသင်းတောင်ပိုင်းတိုက်စစ်ကစားသမားရက်ရှ်ဖို့တယောက်ဘာစီလိုနာကိုပြောင်းရွှေ့ဖို့ရာခိုင်နှုန်းနှဲပါလာခဲ့ပြီးနောက်မှာတော့လက်ရှိအသင်းမှာသာနေရာပြောင်းရဖို့ကြိုးစားလာပွဲရှိနေပါတယ်။အသင်းကနေထွက်ခွာဖို့စီစဉ်နေပေမဲ့အဆိုပါအင်္ဂလန်သားပြောင်းချင်နေရကဘာစီလိုနာတသင်းနဲ့သာရှိနေပြီးလာမယ့်ရက်ပိုင်းအတွင်းမှာအပြောင်းရွှေ့မဖြစ်မြောက်ခဲ့ပါကရာသီကြိုခီးစဉ်မတိုင်ခင်အသင်းနဲ့ဒူလာရောက်ပူးပေါင်းမှာပဲဖြစ်ပါတယ်။ ရက်ရှ်ဖို့ကလက်ရှိစပိန်မှာရှိနေတဲ့မာဗလာမာလေးဂျင်ကန်စီစဉ်နေတော့ပြုလုပ်နေတာကြောင့်ဘာစီလိုနာနဲ့တရင်းနေဇက်တိုက်ထွက်ပေါ်နေတာဖြစ်ပြီးမန်ယူတင်းကတော့လာမဲလာကြိုပွဲတွေကိုစတင်ကစားတော့မှာပဲဖြစ်ပါတယ်တပတ်လောက်ကပေါင်3သိန်းနဲ့3နှစ်စာချုပ်ချန်ရှိနေတဲ့ Rushford ရဲ့လာစာဝင်ထုတ်ကိုမန်ယူအသင်းကဆက်လက်ထမ်းမြက်လိုချင်မရှိတော့တာကြောင့်ကစားသမားရဲ့အပြောင်းအရွှေ့ဖြစ်များဖို့အားပေးအားမြပြုလုပ်ထားပါတယ်။ကစားသမားရဲ့အပြောင်းအရွှေ့ချက်ကိုလည်းပေါင်25သန်းကျော်သာသတ်မှတ်ထားပေမယ့်အဆိုပါပမာဏကိုတော့ဘာစီလိုနာကပေးချေလိုချင်မရှိဖြစ်နေတာကြောင့် ် Rashford အတွက်အကြိုက်ရိုက်နေရတာဖြစ်ပါတယ်ဘာစီလိုနာတောင်ပိုင်းကစားသမားလေးယာမဲကတော့ Rafosh ကိုခေါ်ယူပေးဖို့အသင်းကိုတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်။ဒါ့ပေမဲ့ Man U အသင်းဘက်ကတော့ဘာစီလိုနာရဲ့အားထုတ်ပုံကိုအားမြဖြစ်နေပြီး Real အသင်းတောင်ဂျားပြတ်ခေါ်ယူသွားနိုင်ပါတယ်။ Man United အသင်းကနေထွက်ခွာဖို့ကြိုးပမ်းနေတဲ့အင်္ဂလန်တိုက်စစ်ကစားသမား Rashford ကဘာစီလိုနာအသင်းမှာ Spain ကျယ်ပွင့်ယာမဲနဲ့အတူတွဲကစားခြင်းနဲ့သူရဲ့ဆန္ဒကိုလူသိရှင်ကြားထုတ်ဖော်ခဲ့ပါရယ်။ ရက်ရှ်ဖို့ကဘာစီလိုနာအသင်းထံပြောင်းရွှေ့ဖို့အိမ်မက်မက်နေပြီးတော့သူ့ရဲ့အကိုဖြစ်သူကဖြစ်နိုင်မွေရှိတဲ့ပေါင်တန်း40အပြောင်းရွှေ့နဲ့ပတ်သက်ပြီးမေလာကဘာစီလိုနာအသင်းအကစားဒါရိုက်တာဒီကိုနဲ့ဆွေးနွေးမှုတွေရှိခဲ့တာပါဘာစီလိုနာအသင်းကလက်ရှိအချိန်မှာဘီဘာကိုအသင်းကျယ်ပွင့်နီကိုဝီလျံစ်ကိုခေါ်ယူဖို့ဦးစားပေးလုပ်နေပေမဲ့ရက်ရှ်ဖို့ကတော့ဘာစီလိုနာအသင်းထံပြောင်းရွှေ့ချင်နေတဲ့သူ့ရဲ့ဆန္ဒကိုလက်လျှော့ခြင်းမရှိသေးပါဘူးစပိန် YouTuber နှစ်ဦးနဲ့စကားပြောခဲ့ရမှာရာမဲနဲ့အတူတွဲကစားကြလားလို့မေးမြန်းခံရခြင်း Rushford ကအတူတွဲကစားကြတာပေါ့ ကျွန်တော်သူ့ကိုနှစ်သက်ပါတယ်လူတိုင်းကအကောင်းဆုံးအနေနဲ့ကစားချင်ပါတယ်ဒီလိုဖြစ်လာမျှော်လင့်တယ်လို့ဆိုပါတယ် Rushford က Man United တင်းနဲ့၃နှစ်စာချုပ်ကျန်ရှိနေပြီမဲ့နီးပြအမွေရင်လက်ထက်မှာသူ့ရဲ့ငယ်ဘဝကလပ်အတွက်ပါဝင်ကစားဖို့မသေးကြတော့ပါ Rushford ကိုခေါ်ယူဖို့ Newcastle အသင်းအပါဝင်အသင်းအချို့ကပြတ်မှတ်ထားနေရပဲဖြစ်ပါတယ်ရှင်အခုတင်ဆက်ပေးစင်တာကတော့ United နဲ့ Chelsea က Watson တိုက်စစ်မှု Gutters ကိုခေါ်ယူဖို့စီရင်စားနေကြပြီးနှစ်သင်းစလုံးက Watson ထံအပြိုင်ကမ်းလှမ်းမှုစီစဉ်နေပါတယ်။ Gutters က2023ခုနှစ်မှာ IS ကနေပေါင်38တန်းနဲ့ပြောင်းလာပြီးတဲ့နောက်ဝက်ဆမ်းမှာအထင်ကြီးစရာပွဲထွက်ရာတီကိုပိုင်ဆိုင်ခဲ့သူဖြစ်ပေမဲ့ပီကေရဲ့ရာတီမှာတော့ပြိုင်ပွဲဆုံး35ဝက်မှာ9ကုသာတွင်ယူနိုင်ခဲ့တာကြောင့်ဝက်ဆမ်းနီးပြကသူ့ကိုရောင်းထုတ်ချင်နေပြီးကုဒတ်စီရဲ့စာချုပ်ပါရောအခြေကပေါင်85တန်းရှိနေပါတယ်။အသက်24နှစ်တာရှိသေးတဲ့ဒီကစားသမားကိုလက်ရှိမှာ United နဲ့ Chelsea တို့ကအပြိုင်လိုက်နေကြပြီးမြန်နှစ်သင်းစလုံးကသူ့ရဲ့စာချုပ်ပါရောကြီးပေါင်85တန်းကိုမပေးချင်ကြပဲညှိနှိုင်းဖို့သာရှိနေကြပါတယ်။ ကူဒတ်ကို sorry ကလပ်တွေကလည်းကမ်းလှမ်းထားပြီးသူ့ရဲ့စာချုပ်ပါရော်ကြီးကအစော်ဒီအတွက်ဆိုရင်ပေါင်215တန်အထိရှိနေပါတယ်။အာဂျလန်တာအသင်းကရော United ပြတ်မှတ်ကစားသမားဖြစ်တဲ့အသက်24နှစ်အရွယ်ကိုသက်မှာမာကိုကာနာစာကြီးအတွက်ပေါင်43တန်သမားလိုက်ပါတယ်။ဒါပေမဲ့ United ကတော့အဆိုပါကိုသမားအတွက်အခုအချိန်ထိပေါင်34တန်သာအသုံးပြုချင်နေပါတယ်။ United ကအိုနာနာကိုရောင်းချဖို့ပြင်ဆင်နေတာပါ။အဆိုပါကိုသမားနေရာအတွက်လက်ရှိအချိန်ထိ Aston Villa ကိုသမား Martinez တအူးထဲနဲ့သာ ဆွေးနွေးမှုပြုလုပ်ထားတာပဲဖြစ်ပါရရှင်။ဒီနေ့ဘိုင်အမျိုးနဲ့အတင်တိုက်ဆက်ကစားသမားတောမတ်မူလာအတင်းကနေအနားယူသွားချိန်မှာနီးပြားကော်မတီဦးဆောင်တဲ့ဘိုင်အမျိုးနဲ့အတင်းအနေနဲ့နောက်ထပ်ဘယ်လိုတိုက်ဆက်ကစားသမားလေးတွေကိုအယောင်ထက်တင်အောင်မလဲပွဲထွက်အောင်လဲဆိုတာကရရင်ခုံစရာဖြစ်ပါရ။ Christopher Bailey အတင်းကနေအတင်းပြောင်းသွားတဲ့ Michael Olis ကိုပဲသူမှဒီလောက် level အထိဖြစ်လာမယ်လို့မမျှော်မှန်းလောက်ကြပေမဲ့အခုတော့အစိုးရပြင်သစ်သားကရခင်တနိုင်ငံဒေသနောင်တော်ကြီး River ကစားခဲ့တဲ့ ညာတောင်မှတက်လျှောက်မှာအတင်းထွက်အစွမ်းနေပြလိုပါပဲမူစီယာလေးကိုအယောင်တင်သွားတာခါလဲတကယ်ပဲလေးစားစရာကောင်းပါတယ်ဟိုလစ်နဲ့မူစီယာလာကိုကြည့်ရင်တစ်ချိန်က Robin နဲ့ River ကြီးအတွဲလိုပါပဲဒါပေမဲ့ပရိသတ်တွေအနေနဲ့အတင်းကထမှန်ရောင်းပေးလာမယ့်လူငယ်ကစားသမားတက်လေးတွေကိုလည်းမြင်တွေ့လိုပါသေးတယ်အဲ့ဒါကတော့ data အချက်အလက်တွေကိုစစ်စစ်ပြီးကစားသမားကင်းထရာမှာတော်တဲ့ဘိုင်းရန်ရဲ့ကစားသမားခေါ်ယူမှုအပြောင်းရွှေ့ကနေလာမှာလားဒါမှမဟုတ်အကယ်ဒမီတင်နန်းကနေမွေးထုတ်လာအောင်မှာလားဆိုတော့ကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါရဲ့ရှင် အင်္ဂလန်လယ်ယူစင်နီးပြဟောင်း Garrett Socket ကလယ်ယူစင်နီးပြအလုပ်ကိုပြန်လည်လုပ်ကိုင်ဖို့ကြိုးပမ်းမှုကမအောင်မြင်ခဲ့ဘူးလို့သိရပြီးတော့ပိုလန်ဘောလုံးအဖွဲ့ချုပ်ကနီးပြရာရုလျှောက်ထားမှုကိုညှင်းပယ်ခဲ့တာဖြစ်ပါတယ်။ Socket ကအင်္ဂလန်ကိုယူရိုပိုလူပွဲနှစ်ကြိမ်တက်ရောက်နိုင်အောင်ဦးဆောင်ပေးခဲ့ပြီးရှစ်နှစ်တာနီးပြခဲ့တဲ့ကာလအတွင်းကမ္ဘာဖလားဆီမီဖိုင်နယ်အဆင့်ထိတက်ရောက်နိုင်အောင်ဆွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။အသက်54နှစ်အရွယ်နီးပြကပြီးခဲ့တဲ့ယူရို2024ဘောလုံးပွဲမှာစပိန်ကိုရှုံးနိမ့်ခဲ့ပြီးတဲ့နောက်နီးပြရာရုကနေနှုတ်ထွက်ခဲ့တာဖြစ်ပြီး ်ဒီပြလုတ်ကိုအလင်းစလူပြန်လဲတော့ကြိုင်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပေးမယ်လေပြီးခဲ့တဲ့ပတ်မှာပိုလန်လက်ရွေးစင်အသင်းကိုနီးပြဖို့အတွက်ရှောက်လာတင်ခဲ့တယ်လို့ပိုလန်သတင်းစာကဖော်ပြခဲ့တာဖြစ်ပါတယ်ပိုလန်ဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌစီဇာရီကူလတ်ဇာကအင်္ဂလန်နီးပြဟောင်းပိုလန်လက်ရွေးစင်နီးပြရာထုကိုစိန်ဝင်စားနေကြောင်းအတည်ပြုခဲ့ပေးမယ်လေနိုင်ငံသားသားနီးပြကိုခန့်အပ်ရင်အောင်မြင်မှုရာဂိုင်းနှုံအမခံချက်မရှိတာကြောင့်ဆောက်ကိတ်ရဲ့လျှောက်ထားမှုကငင်းပယ်ခံခဲ့ရတာပဲဖြစ်ပါတယ်ရှင် ဘုံမောင်နောက်ခံသူဇပါနီကို PST အသင်းပေါင်း55တန်းနဲ့ကမ်းလှမ်းနေဆွဲတဲ့တင်းလေးကိုလည်းဆက်ပြောကြပါမယ်။ PST တင်းကဘုံမောင်နောက်ခံသူဇပါနီကိုပေါင်း55တန်းနဲ့ဒုတိယအကြိမ်ကမ်းလှမ်းလိုက်ကြောင်းသိရပါတယ်။ယူကရိန်းလက်ရွေးစင်ဇပါနီ22နှစ်ကတော့2023ဇန်နဝါရီမှာဘုံမောင်အသင်းကိုရောက်ရှိခဲ့သူဖြစ်ပြီး2029ခုနှစ်အထိအစားချုပ်ချုပ်ဆိုထားတာပါ။စပါနီကတော့ဘုံမအသင်းမှာအမကန်ကစားသမားတို့အဖြစ်ခြေစွမ်းပြနေရကြောင်း PSG အသင်းကခေါ်ယူဖို့စူးစမ်းနေရဖြစ်ပါတယ်။ ဘုံမောင်တင်ကဇပန်နီအတွက်ပြောင်းရွှေ့ခြင်းပေါင်တန်း80အထိအလိုရှိနေပေမဲ့ PSG အသင်းရဲ့ဒုတိယအကြိမ်ကမ်းလှမ်းမှုကိုလက်ခံပွဲရှိနေတယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ဘုံမောင်တင်ကအခုနွေရာသီအပြောင်းရွှေ့မှာဟူဆန်ကိုရီးယားအသင်းစီရောင်းထုတ်ထားသလိုကာကတ်ကိုလည်းလီဗာပူးအသင်းစီရောင်းထုတ်ဖို့နှိစက်နေရပဲဖြစ်ပါတယ်။အင်္ဂလန်တင်းကစပိန်တင်းကို၃ခုတခုနဲ့အနိုင်ရခဲ့တဲ့2025ယူရို21ကွာတာဖိုင်နယ်ပွဲစဉ်အပြီးမှာနှစ်ဖက်အသင်းကစားသမားတွေကရန်ပွဲနဲ့အဆုံးသတ်ခဲ့ကြပါတယ်။ ချန်ပွဲတဲကိုကစားသမားအများပြောင်းဝင်ရောက်ခဲ့ပြီးအသင်းပေါ်တချို့နဲ့တာဝန်ရှိသူတွေလည်းရံဝဲမဖြစ်အောင်ထိန်းသိမ်းမှုကြိုးစားခဲ့ရပါတယ်။ဆိုရှယ်မီဒီယာပေါ်ထွက်ပေါ်လာတဲ့ရုပ်သံဖိုင်ထဲမှာစပိန်တိုက်စစ်မှုမှာဒီယိုကအင်္ဂလန်ကျယ်ပွင့်ခရစ်ဝဲကိုအလွန်ဒေါသထွက်နေပြီးအင်္ဂလန်တိုက်စစ်မှုစတန်ဖီးကသူတို့နှစ်ဦးထဲဂျားတဲ့ကိုဝင်ရောက်ခဲ့ရတာကိုမြင်တွေ့ရပါတယ်။ရံဝဲဖြစ်ပွားတဲ့အကြောင်းကိုရှင်းရှင်းလင်းလင်းမသိရပေမယ့်ပွဲအစပိုင်းမှာခရစ်ဝဲလီရဲ့လက်ထိပ်ပေါ်ကို VAR ကပန်နယ်တီမပေးခဲ့တဲ့ပုံမှာစပိန်တင်းကဒေါသထွက်နေတယ်လို့သိရပါတယ်။ ွန်ခဲ့တဲ့နှစ်နှစ်တုန်းကလည်းအင်္ဂလန်နဲ့စပိန်အသင်းတို့ကယူရို21ဘောလုံးပွဲမှာရံပွဲဖြစ်ခဲ့ကြပြီးဒီပွဲမှာအင်္ဂလန်အသင်းကအနိုင်ရရှိကချန်ပီယံဆုကိုရရှိခဲ့တာပါအင်္ဂလန်အသင်းက quarter final မှာစပိန်အသင်းကိုနိုင်ရခဲ့တဲ့အကြောင်းချန်ပီယံဆုကိုဆက်ထိန်နိုင်မှုမျှော်လင့်ချက်ရှင်သန်လာခဲ့ပြီးယူရို21ပြိုင်ပွဲ semi final မှာနယ်သာလန်အသင်းနဲ့ရှင်ပြိုင်ရမှာပဲဖြစ်ပါတယ်ရှင်အခုဆက်လက်တင်ဆက်ပေးချင်တာကတော့ဂျပန်ကလပ် UR ရဲ့ Diamond Spray တပ်တွေကတော့ပွဲပြီးမှ Unit Head တက်ခွဲသွားခဲ့ရပါတယ် ချန်ပီယံဘောလုံးပွဲတက်ရောက်ခဲ့တဲ့အသင်းကိုပွဲကစားချိန်86မိနစ်ကျော်တဲ့အထိဦးဆောင်ခဲ့ပြီးမှနောက်ဆုံး15မိနစ်အတွင်းမှာသွင်းကိုနှစ်ကိုပေးခဲ့ရပါတယ်ဂရောဘာအသင်းကြီးတသိန်းကိုရင်ဆိုင်ရမယ့်ကို့အသင်းအတွက်မိုင်ပေါင်း9000ခီးဝါခီးဝေးกว่าတဲ့အထိနေရတဲ့ခီးနှင်လာခဲ့ကြတဲ့ဂျပန်ပရိသတ်တွေအတွက်ကတော့အနောက်ဆုံး15မိနစ်ကအခြေကွဲစရာပါပဲရှင်။အသက်40အရွယ်မှာကစားသမားဘဝကနေနားမယူသေးပဲငယ်ဘဝကလပ်အတွက်ပေးဆက်ကစားဖို့ဆုံးဖြတ်ခဲ့သူကတော့အာဆနယ်နဲ့စပိန်ကွင်းလယ်လူဟောင်းကြီးစန်တီကာဆိုလာပါပဲ။ 1996ကနေ2003ထိ Real Real of Video မှာကစားခဲ့တဲ့ကာဆိုလာကတော့2023မှာတော့သူ့ရဲ့ငွေဘွားကလပ်စီပြောင်းလာခဲ့ပါတယ်။သူကအတင်းအကျပ်လာစာမျိုးပဲကစားချင်ခဲ့ပေမဲ့အစီအမံစည်းကမ်းတွေအရအနေဆုံးလာစာနဲ့စာချုပ်ချုပ်ခဲ့တဲ့အပြင်သူ့ဂျာစီရောင်းချမှုကနေတက်ဆက်ရကိုင်းနှုံးကိုလည်းလှူဒန်းခဲ့ပါတယ်။မင်းညာကအရှင်ပြိုင်ခဲ့တဲ့ Real of Video နဲ့ City Marinadiro ရဲ့ La Liga C တန်းတက်ခွင့် Playoff Final ဒုတိယအကြော့ပွဲစဉ်မှာကာဆိုလာကအတင်းအကျပ်တကူးသွင်းယူပြီး ၃ခုတကူဆိုတဲ့နိုင်ဝဲရအောင်ကူညီပေးခဲ့ပါပြီ။ဒီပွဲနဲ့အတူ Rio Overio ကတော့24နှစ်ကြာဝေးကွာနေတဲ့ La Liga စီတဖန်တန်းပြန်တက်ခဲ့ပါပြီ။ကစားသမားဘွားကနေအနားယူရလောက်တဲ့ဒဏ်ရာရခဲ့ပေမယ့်ပေါ်ဆရာဟောင်းကငွေဘဝကလပ်အတွက်သူရဲကောင်းဖြစ်နေစေပါပဲရှင်။ချက်စီတင်ကဖီဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်တူနီရှားကလပ် ES Tunis အသင်းနဲ့ကစားမယ့်ပွဲမှာအပူချိန်အလွန်မင်းမြန်မာမှုနဲ့အကြောင်းတရားမှာဖြစ်လို့ကစားသမားတွေအနေနဲ့အန်ရမြန်မာတဲ့အခြေအနေတရက်ကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဖီလာဒဲဖီးယားမြို့မှာအခုရက်ပိုင်းအတွင်းမှာအပူချိန်အလွန်မြင့်မားမှာဖြစ်လို့တာဝန်ရှိသူတွေကကျန်းမာရေးဆိုင်ရာအပူချိန်အရေးပေါ်တတိပေးချက် heat health emergency ကိုလေးရကြာသတ်မှတ်ထားပါတယ်။ဒီလို heat health emergency ကျညာတဲ့လေးရအတွင်းချက်စီတင်ကအောက်စုနောက်ဆုံးပွဲအဖြစ်အတူနဲ့အတင်းနဲ့ပွဲကစားဖို့ရှိနေတာပါ။ဒီပွဲကိုလာမယ့်အင်္ဂါနေ့မှာဖီလာဒဲဖီးယားမြို့က Philadelphia Eagle အသင်းရဲ့ Lincoln Financial Field ကိုမှာကစားသွားမှာဖြစ်ပြီးတော့ ဲ့ဒီနေ့ရက်မှာအပူချိန်က39ဒီဂရီစင်တီဂရိတ်တိရှိနိုင်ကြောင်းကြိုတင်ခန့်မှန်းထားပါတယ်။ဒီကွင်းမှာဒီနေ့ဇွန်၂၂ရက်ဂျူဖင်တက်အသင်းနဲ့ဝီဒက်စ်ကာဆာဘလန်ကာအသင်းတို့ကစားမယ့်ပွဲလည်းရှိနေပြီးတော့အတီပွဲကလည်း Heat Hell Emergency စတင်မယ့်နေ့မှာကစားမှာဖြစ်လို့အပူချိန်အတိုင်းတာတရက်အထိမြင်မနိုင်ပါတယ်။ FIFA ကတော့ဒီပြိုင်ပွဲမှာကြုံတရတဲ့အပူချိန်ပြဿနာအတွက်ကျမရေးဆိုင်ရာအထူးကြံ့ကျင်သူတွေကိုကလပ်အသင်းတိုင်းနဲ့ချိန်ဆဆောင်ရနေစေချောင်းနဲ့ပြိုင်ပွဲနဲ့ပတ်သက်သူအားလုံးအန်ရီယန်ကင်းရှင်းကမိမိတို့ရဲ့ဦးစားပေးဖြစ်တယ်လို့ကြေညာထားတာပဲဖြစ်ပါရဲ့ရှင်။ ရီယယ်မက်ဒရစ်အသင်းကြီးပြဇာဗီအလွန်ဆိုကပြင်သစ်တိုက်စစ်မှုဘာပေကတော့အစာရင်ဦးလန်းချောင်းရောင်ရမ်းတာကနေပြန်လည်သက်သာလာပြီဖြစ်တဲ့အတွက်ဆဲလ်ဘတ်အသင်းနဲ့ကစားမဲ့ဖီဘာကလပ်ကမ္ဘာဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာအသင်းအတွက်ပါဝင်နိုင်မှုမျှော်လင့်ထားတယ်လို့ဆိုပါတယ်။ဘာပေကစေယုံတက်ခဲ့ရတဲ့အတွက်အဲဒီလေအသင်းနဲ့တကောတကောစီတရေကြခဲ့တဲ့ဖီဘာကလပ်ကမ္ဘာဖလားအုပ်စုအဖွဲ့ပွဲစဉ်မှာရီယယ်မက်ဒရစ်အသင်းအတွက်ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ဘာပီကတော့ပါချုကအသင်းနဲ့ရှင်ပြိုင်ရမယ့်အုပ်စုဒုတိယပွဲစဉ်အတွက် ရီယယ်မက်ဒရစ်အသင်းလူစင်းမှာပါဝင်ခဲ့ခြင်းမရှိဘဲအသင်းရဲ့လေ့ကျင့်ရေးစခန်းမှာသာကြန့်ရှိခဲ့တာပါ။ဇာဘီအလွန်ဆိုကဘာပီကတော့ပိုကောင်းလာခဲ့ပါပြီ။လွန်ခဲ့တဲ့နှစ်ရက်ကသူကအစည်းအဝေးကနေပြန်လာခဲ့ပါတယ်။ဆာဘတ်နဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာသူပါဝင်နိုင်မှုအတွက်ကျွန်တော်တို့ပို့ပြီးအကောင်းမြင်မှုရှိရဲလို့ပွဲချုပ်မီဒီယာတွေ့ဆုံမှုမှာပြောကြားခဲ့ပါတယ်။ရီယယ်မက်ဒရစ်အသင်းကအဲဟီလာအသင်းနဲ့ပွဲစဉ်တုန်းကလိုပါပဲ။ပါချုကအသင်းနဲ့ပွဲစဉ်မှာလည်းတိုက်စင်မှုဂွန်ဇိုး တိုက်စစ်မှုဂွန်ဆာလိုဂါစီယာကိုပွဲထွက်လို့စင်းမှာအသုံးပြုဖို့ရှိနေရပါဗရမ်မက်တွေ့အတင်ကပြီးခဲ့တဲ့ဖီဗာတိုက်ကြီးများဖလားဘောလူပွဲမှာပါချူကအတင်းနဲ့တွေ့ဆုံခဲ့ပြီးတော့ဒီပွဲမှာရီယယ်မက်တွေ့အတင်က၃ဂိုးအစီရုံးနဲ့ဂိုးပြတ်အနိုင်ရခဲ့တာပဲဖြစ်ပါတယ်ပရိသတ်ကြီးအခုလိုမျိုးနိုင်ငံကဘောလုံးပင်းအားလုံးကိုတနင်္လာနေ့မှာစောစောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော် ပရိသတ်ကြီးနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျမတို့ရဲ့မြန်မာ Sport Media Page ကနေ၄၀ follow တင်းနေကိုပုံမှန်ဆက်ဆက်ပေးနေတာဖြစ်လို့ Facebook page ကိုလည်း like and follow လုပ်ထားနိုင်ပါရဲ့နော်။ Volunteer ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။